ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဆွဲထည့်ရင်နေအောင်ကိုဒီလိုကြီးကြီးမားမားလှည့်စားမယ်လို့တောင်းငါမတွေးခဲ့ဘူးနေအောင်ကစီမှာအမှန်တရားကြီးကြီးကိုဖုံးကွယ်ခဲ့တာပဲငါမင်းကိုဘာမှလည်းမပြောခဲ့ပါဘူးမင်းစီမှာဘာမှလည်းမဖုံးကွယ်ခဲ့ဘူး ငါမင်းပြောခဲ့တယ်လေငါရန်စင်းရတဲ့မိသားစုကပါလို့အဲ့တော့နေရနင့်စီမှာအုံနဲ့ကြောက်နဲ့လှုပ်ထားတဲ့အိမ်ရှိရမှာဟုတ်ပဲရှုံအိမ်ကြီးရှိတယ်ဆိုတာမပြောပြအောင်လေငါဖန်မိပါအိမ်မှာကြီးပြင်းလာတာငါကန်ကြမှာထဲမှာတီရှုံရက်ခမအိမ်ကိုရလာတယ်ဒါရီနေကတမင်လှုပ်တာပဲငါနင့်ဘတော်မှခွင့်မလွတ်ဘူးမစကားကိုနားလေဘူးကျူးစားပါငါမင်းကိုရှင်းပြခဲ့တယ်ဒါမဲ့မင်းကငါစကားကိုနားမထောင်ခဲ့ဘူးမင်းကငါနဲ့ပဲလက်ထပ်ချင်းခဲ့တာလीဟုတ်တယ် ဘာလို့လဲဆိုတော့ငါးနှစ်ကိုချက်လို့လေဒါပေမဲ့နင်အချက်နာမဲကိုင်ပြီးငါ့ကိုအဲ့လိုကြီးကြီးမားမားလှည့်စားမယ်လို့ငါမထင်ခဲ့ဘူးဒူပိုင်းကနေနင်ငါ့ကိုဒီရှုံရခမအိမ်ကိုခေါ်လာတယ်ငေးစင်ကလေးကဒူပိုင်းမှာနေထိုင်ပြီးဖန်အိမ်မှာကြီးပြင်းလာတဲ့ကီတီကစင်းရဲတဲ့ဇွဲချက်ကိုဘလူးချင်းမိသွားတာလေကီတီကသူ့ရဲ့ဒီရှုံရခမအိမ်မှာနေထိုင်ပြီးသူ့အိမ်တော်ကြီးကိုတီမြင့်အောင်ထိမ့်သိမ့်နိုင်မှာလားဒါမှမဟုတ်ရင်ရှေ့လျှောက်သူ့ဘဝမှာပြောင်းလဲအသက်တစ်ခုခုရောက်လာမှာလား လာပါဒါဟုတ်သိရဖို့အတွက်ပုံမြင်ရဲ့နောက်ကြောင်းကိုကြည့်လိုက်ကြရအောင်ဒီနေ့လေဒီနေ့ရဲ့အလင်းရောင်နဲ့ပဲငါမျက်လုံးပွင့်နေငါလည်းစဉ်းစားနေတာအလန်းပေးတောင်ရက်လိုက်တဲ့မဲထန်းနဲ့မနဲ့စောစောနေအောင်ချီအားမျက်နှာထိရင်တတော်စိတ်တက်တာရရတာပဲကေတီရဲ့ခန်းနေမဟုတ်ပါဘူးတအိမ်လုံးကိုဖန်နေလှူထားတာပါကေတီကမြင်းမြန်းလေးထားလိုက်ပါတယ်ပြီးတော့ဆင်းသင့်ပြင်းပြီးသူ့ရဲ့မှန်နေလှူထားတဲ့အေကန်းလေးကိုယောက်လာပါတယ် ပြီးတော့အင်္ဂုလာတွေသူ့ကိုလိကတငယ်ချင်းတွေနဲ့အတူဖန်နဲ့လှူထားတဲ့စပွဲကုံပေါ်မှာမနှက်စာစားကြပါတယ်။ဟဲ့ဒူဘိုင်းတစ်ခုလုံးမှာအကျန်းလာတဲ့အိမ်တွေအများရှိတယ်။ဒါပေမဲ့ငါနှစ်ရက်ဖန်နဲ့လှူထားတဲ့အိမ်လေးကိုပဲအလားဆုံးလို့ထင်တယ်။မသိရင်တားအိမ်မဟုတ်ပဲနန်းတော်တစ်ခုလိုပဲ။ငါစဉ်းစားနေတာနောက်အပတ်ငါတို့လုပ်မဲ့ပါတီကိုငါတို့နှစ်ရက်ဖန်အိမ်မှာလုပ်ရင်ရောအေးရတာပေါ့။ငါတို့ကသေချာပေါ့ငါအိမ်မှာပဲပါတီလုပ်ကြမယ်။ နက်စာလုပ်ပြီးတော့ KD ကသူ့တငယ်ချင်းနှစ်ယောက်နဲ့အတူ Ferrari ပေါ်မှာထိုင်ပြီးကောလိပ်ကိုသွားလိုက်ပါတယ်။ကောလိပ်ပြီးသွားတာနဲ့ KD ကတန်းပြီးတော့သွားလိုက်ပါတယ်။အဲ့ဒီဆောင်းလုပ်ရေးလုပ်တဲ့နေရာရဲ့ပိုင်ရှင်ကသူ့ဖေဖေဖြစ်ပါတယ်။အဲ့ဒီမှာအိန္ဒိယကအလုသမားတယောက်ဖြစ်တဲ့ဇွေးထက်ကအလွတ်လုံနေပါတယ်။ဇွေးထက်ကကီတီကိုကြည့်ပြီးအရင်ကိုပြောသွားပါတယ်။ငါမင်းဒီနေ့ငါနဲ့တွေ့ဖို့လာမယ်လို့တော့မထင်ခဲ့ဘူး။မင်းတည်လား။나ယူဘက်နေငါအချိန်တွေကပြီးသွားပြီ။ငါနေနဲ့တွေ့ဖို့မလာဘူးဆိုတာဖြစ်နိုင်မလား။ ငါကားပေါ်မှာနင့်ကိုစောင့်နေမယ်အလလောက်ပြီးမြင်မြန်လာခဲ့ပြီးရင်လေဖက်ဖို့သွားကြမယ်ဇွိထက်လောက်ကပြီးသွားတာနဲ့သူကမြင်မြန်လေးအဝတ်စားလေးပြီးရောက်လာပါတယ်အခုကီတီကဇွိထက်ကိုစားတော့ဆိုင်မှာနီလေးစားစားဖို့အတွက်ခေါ်သွားပါတယ်ငါနင့်ကိုပြောစရာတခုရှိတယ်အေးပြောလीဘာလို့လဲငါတို့ကတယောက်နဲ့တယောက်တွဲနေတာအချိန်တွေတော်တော်ကြာနေပြီငါတို့တွေလက်ထပ်လိုက်ကြရင်ရောဒီနေ့ငါကောလိပ်လဲပြီးသွားမယ်ပြီးငါဖေကငါ့အတွက်ကောင်းလေးရှာလာလိမ့်မယ် ငါဖိတ်ကောင်းလည်းမရှာခင်ငါတို့လက်ထက်လိုက်တာပိုကောင်းမယ်လို့ငါထင်တယ်။မင်းတာပါပြောနေရလေမင်းသိတယ်မလား။ငါမင်းအဖေရဲ့စောင့်လို့ရေလုပ်ငန်းဝင်မှာလှုပ်လှုပ်တယ်။ရိုးရှင်းတဲ့လုပ်သမားတယောက်ပဲ။ငါအရင်ဆင်းရဲတယ်။ငါမှမင်းကိုတပေါ်မလုံးစောင့်ရှောက်ဖို့အတွက်အဆင်တန်းမရှိဘူး။နင်းရဲ့ဆင်းရဲမွဲတွေမှကြောင့်ငါပါပြက်တနာမှမရှိပါဘူး။နင်းဆင်းရဲတယ်ဆိုတော့ငါသိပါတယ်။ဒါပေမဲ့လည်းငါနင်းကိုချစ်တယ်။ငါဘာမှကြူမဆိုင်ဘူး။ဘသူကပါပဲပြောပြောငါလက်ထက်မယ်ဆိုရင်နင်းနဲ့ပဲလက်ထက်မှာ။ ကီတီကသူ့မိဘတွေရင်တူးတိန်သောသမီးဖြစ်ပါတယ်။ကီတီကခဏခဏအချင်းပြောတဲ့အတွက်ကြောင့်သူတို့ကမင်္ဂလာဆောင်အတွက်သဘောတူလိုက်ပါတယ်။အဲဒီနောက်မှာကီတီတို့ကတရားရုံးမှာမင်္ဂလာဆောင်လိုက်ပါတယ်။ပြီးတော့လင်းရင်စီပီအိန္ဒိယကိုတန်းရောက်လာခဲ့ပါတယ်။ဇိတ်ထက်ကအရင်စင်းရဲတော့သူ့မိဘတွေကရှင်နဲ့လှုပ်ထားတဲ့အိမ်တတိလေးထဲမှာနေထိုင်ပါတယ်။ကီတီကသူ့ရဲ့ရွှင်ရောက်ခမအင်းလေးကိုကြိလိုက်တာနဲ့သူ့ချရာအောက်ကနေကဘာမြေကြီးပျောက်ဆုံးသွားတယ်လို့ပါပဲ။ဒီချိန်မှာဇွဲထက်မိပါရီရောက်လာပါတယ်။ ပြီးတော့သူတို့ချွေးမကိုအိမ်ထဲမှာကြိုဆိုပါတယ်။ကျမတို့ရဲ့သားတော်တော်လှတဲ့ချွေးမကိုခေါ်လာတာပဲယောက်ျားရဲ့မသိရင်ကောင်းကင်ဘုံကနေနှစ်သမီးကြီးဆင်းသက်လာတယ်လို့ပဲနော်။ကျမချွေးမပေါ်မှာသူများရဲ့မကောင်းတဲ့မျက်စိမကြပါစေနဲ့။တိရာကြီးငါတို့အိမ်မှာချွေးမရောက်လာတယ်။ပြီးတော့ငါရွာလူတွေစီမှာမုံချိုးလဲမဝေထားဘူး။နောက်ခုမုံဆိုင်ကနေလက်တူတက်ကီလိုဝယ်လာခဲ့မယ်။ငါတို့အနည်းနဲ့မှမုံဝေးဖို့လေးတွားရမယ်လေ။ဟုတ်တာပေါ့။ချွေးမရေနင်တီမှာအနားယူနော်။ဇွဲထက်ရေ ငါချွေးမလေးကိုကယူဆိုင်နော်။ငါတို့နီနာမှာလက်တူဝယ်ပေးလာခဲ့မယ်။ကိုရောက်ကတိနဲ့ရောက်ခမသွားလိုက်တာနဲ့ကီတီကဇွဲထံပေါ်မှာဒုဒအရန်ထွက်သွားပါတယ်။ကီတီကသူ့ရှင်ရောက်ခမအင်းကိုလုံးဝသဘောမကျပါဘူး။ကီတီကဖန်မိပါအင်းမှာကြီးပြင်းလာတာသူ့ရဲ့ဒီရှင်ရောက်ခမအင်းမှာအခြေချနိုင်မလားမချနိုင်ဘူးလားဆိုတာကြည့်ကြရအောင်။ချင်းနဲ့တော်တော်များတာပဲ။နိုင်ဝက်တွင်မှာချင်းဆယ်ကောင်လောက်ကိုတတ်ပြီးပြီ။လက်ထဲမှာအဖူတွေလည်းအများကြီးပေါက်နေပြီ။ ငါ့ကိုချင်းတွင်နဲ့ပြည့်နေတဲ့ရွှေအိမ်မှာဘာလို့လာထားလဲမသိပါဘူး။ဘာဖြစ်တာလဲချွေးမ။နင်ဘာလို့အလောက်ဒုက္ခရောက်နေလဲ။ဒီချင်းတွင်ကကျမဘဝကိုဒုက္ခပေးနေတယ်။ကျမရဲ့ဖန်မိဘအိမ်မှာချင်းတကားမှမရှိဘူး။ဒါပေမဲ့ဒီမှာကြည့်ချင်းအုပ်စုလိုက်ကကျမကိုကြိုက်ဖို့အတွက်အစင်သက်မယ်။အော်ချွေးမရဲ့ငါ့ကိုအစတည်းကဘာလို့မပြောတာလဲ။ငါအခုပဲချင်းတွင်မောင်းထုတ်ဖို့အတွက်အမွေးတန်ထွန်းလိုက်မယ်။ချင်းတွေကိုမောင်းထုတ်ဖို့အတွက်အမွေးတိုင်းတွေထုံးပြီးဒေါကီတီကအင်းလေးကနေအပြင်ကိုထွက်သွားလိုက်ပါတယ်။ ပြီးတော့အဲ့ဒီအနှံ့ကြောင့်ရှင်အိမ်ဖြစ်တဲ့အတွက်ရေနေနေလေးမြေပြင်ပေါ်မှာကျတာနဲ့ရှင်ဖြစ်ဖို့နောက်မကျလိုက်ပါဘူးဒီလိုနဲ့ကီတီကရမ်းစိတ်ညစ်သွားခဲ့ပါတယ်။ဘာဒုက္ခလဲကွယ်ခြေတော်တစ်ခုလုံးကရှွနယ်ပေကုန်ပြီငါရဲ့ဖန်မိပအိမ်မှာအောက်ကိုကြည့်ရင်ငါငါမျက်နှာတော့မြင်ရတယ်ဒါပေမဲ့ဒီမှာတော့ကျမ်းပြင်ပေါ်မှာမတင်ချင်ဘူးဒီရှင်အိမ်ကအရန်နန်တာပဲငါကြားပူးတာတော့မြေကြီးထဲကနေမွေးတဲ့အနှံ့ထွက်တယ်ဆိုငါထင်တာတော့ သူတို့တွေတီရှုံအိမ်ကိုလုတ်ဖို့အတွက်နွားချီတွေကိုလည်းအသုံးပြုရထင်တယ်။ငါဘလောက်ကြကြာထိတီရှုံရောက်ခမအိမ်မှာနေထိုင်နေရမလဲ။ကီတီကသူ့ရဲ့ရှင်ရောက်ခမအိမ်ကြောင်ရင်ကိုစိတ်ညစ်နေပါပြီ။သူကနေတိုင်းသူ့ယောက်ျားဇွေးထက်စီမှာဒီအကြောင်းကြောင်ရန်ဖြစ်နေရပါတယ်။ကီတီရေငါမင်းကိုဘယ်နှခါရှင်းပြပြီးပြီလဲ။ငါစီမှာဒီအိမ်ကိုဖြိုပြီးအိမ်အသက်ဆောက်ဖို့အတွက်ပတ်စံမရှိဘူး။ငါစိတ်ယုံမှာခက်ခက်ခဲခဲနဲ့အလုပ်ရနေတာ။ငါဘာမှမသိဘူး။နင်တခုမဟုတ်တခုလို့ဒါပေမဲ့ ငါခုဒီရှုံအိမ်မှာထပ်ပြီးမနေနိုင်တော့ဘူးနင်သိလားငါဒီမှာနေရတာအရန်ဒုက္ခရောက်တယ်ငါဖန်မိပါအိမ်မှာကြီးပြင်းလာတာဒီရှုံရောက်ခမအိမ်မှာငါနေထိုင်လို့လုံးဝမရဘူးတကယ်လို့မင်းကဒီမှာအဲ့လောက်ဒုက္ခရောက်မယ်ဆိုတာကငါသိခင်ငါမင်းနဲ့ဘယ်တော့မှမင်္ဂလာမဆောင်ခဲ့ဘူးပေါ့နင်နဲ့စကားပြောတာအလကားပဲဘယ်ချိန်ကြီးကြီးမင်္ဂလာဆောင်အကြောင်းပဲပြောနေတယ်တခါတလေဆိုငါပဲနင်းနဲ့မင်္ဂလာဆောင်ပြီးငါဘဝရဲ့အကြီးမားဆုံးအမှားကိုလုပ်ခဲ့တယ်လို့ထင်တယ် ဇွိုင်းထက်နဲ့ရန်ဖြစ်လိုက်တဲ့အတွက်ကြောင့်ကီတီကရန်ဒေါသထွက်နေပါတယ်။ဒီချိန်မှာခဏနေတော့ဒေါသီတာကသူ့ချိန်မှာကီတီအတွက်အစားတောင့်တွေကိုချက်ပြီးယူလာပါတယ်။ပကံပြားကိုမြင်ပြီးကီတီကရန်ဒေါသထွက်ခဲ့ပါတယ်။ပြီးတော့သူကအနာကိုလွှင့်ပြလိုက်ပါတယ်။နင်တာပါလောက်လိုက်တာလေ။စားเสียပကံပြားကိုလွှင့်ပြလိုက်တယ်။ဘသူကအဲ့လိုလှုပ်လှချွေးမရေးဒီရှုံရခမအင်ကတမျိုးပြီးတော့နေ့ရန်ထမင်းနဲ့ပဲဟင်းမယ်။အမေအိမ်မှာတစ်ခါတလေတစ်ခုခုကောင်းတာမချက်နိုင်ဘူးလား။ ကျမဒီရှင်ရခမအင်ကြောင့်အယောင်ဆိုင်ညက်နေပြီကျမဒီမှာမနေချင်တော့ဘူးချွေးမကေတီရဲ့အဲ့လိုမပြောပါနဲ့ဒါနေရခမအင်လေဘာပဲဖြစ်ဖြစ်အခုနေရဒီမှာပဲအိမ်အောင်ရေးကိုခြေချရမယ်အလောင်းနှစ်တွေအထိအမေတို့ကခြေချခဲ့တယ်လေအဲ့တော့အမေတို့ပဲနေပါဒါပေမဲ့ကျမဒီမှာမနေချင်ဘူးဒီလိုဆင်းရဲသားတွေကြားထဲမှာငါဘလို့ရောက်လာလဲမသိပါဘူးကီတီကသူ့ဒေါသတွေအကုန်လုံးကိုဒေါသီရပေါ်မှာပုံချနေပါတယ် ဒီချိန်မှာပြင်ကနေဇွေးထက်ကရောက်လာပြီးတော့ကီတီကသူ့အမေနဲ့ဒီလိုစကားပြောတာကိုမြင်ပြီးသူကကီတီကိုပြင်းပြင်းထန်ထန်ပါရိုက်လိုက်ပါတယ်။နင်ငါ့အပေါ်မှာလက်ပါတယ်ပေါ့လေ။ကီတီအပေါ်မှာလက်ပါတယ်ပေါ့။ငါမင်းကိုအစကလေးကပါရိုက်ခဲ့တယ်နော်။မင်းကငါ့မိသားစုကိုတော်တော်စော်ကားပြီးတော့ပြီ။မင်းဒီမှာနေချင်းနေပါဒါမှမဟုတ်ရင်တရားထွက်သွားလိုက်ရတယ်။အဲ့လိုလား။အဲ့လိုဆိုလဲကောင်းပြီလေ။ငါမနဲ့ပြန်တီးရနေထွက်သွားလိုက်မယ်။နေရပဲတီရှုံအိမ်မှာနေခဲ့တော့ ကိုချွေးမနဲ့သားတို့ရဲ့အိမ်တော်ကြီးပြုတ်ပြက်နေတာမြင်တော့ဒေါသီရာကရင်ကိုစိတ်ညစ်ခဲ့ပါတယ်။ပြီးတော့အခုဒီအကြောင်းကိုသူ့ယောက်ျားကိုပြောခဲ့ပါတယ်။ယောက်ျားရဲ့ကျမတို့ချွေးမတီရှုံအိမ်ကြောင်အရန်ကိုစိတ်ညစ်နေပြီးစိတ်လည်းညစ်မှာပေါ့လေ။သူမိဘအိမ်ကဖန်နဲ့လှုပ်ထားတဲ့အိမ်လေ။ဖန်အိမ်မှာကြီးပြင်းလာတဲ့မိန်းကလေးကဒီလိုရှုံရခမအိမ်မှာဘလို့နေနိုင်မလဲ။ကျမပြောစကားကိုနားထောင်။ကျမတို့ကိုယ့်လေကိုရောင်းလိုက်မယ်။ပြီးတော့ရတဲ့ပတ်စံနဲ့ချွေးမတို့အိမ်ကောင်းကောင်းလေးတစ်လုံးကိုစောက်ပေးလိုက်ကြရအောင်လေ။ ဒါမဲ့တီတာမင်းသိတယ်မလားဒီလယ်နဲ့ပဲငါတို့ကအတမွေးဝမ်းကြောင်းနေတာလေတကယ်လို့ငါတို့ကဒါဟုကြောင်းနိုင်ရင်ငါတို့ဘာလုပ်စားကြမှာလဲဆွဲထက်လို့ပဲကျမကေတီကိုလည်းကျမရဲ့သမီးတယောက်လို့ပဲသတ်မှတ်ခဲ့တာပြီးတော့မိခင်တယောက်ကသူ့သမီးနာချင်းနေမမြင်ရဘူးလေကျမဒီနေ့မဟုတ်မနေ့ပြန်တော့တည်သွားမှာပဲလေဒါပေမဲ့ထွေးမကေတီကတော့သူ့ရဲ့ဘဝအောင်ရှင်တန်ရအောင်မယ်လေခြံထဲမှာရက်နေတဲ့ကေတီကသူ့ရောက်ကတိနဲ့ရောက်ကမတို့ပြောသမျှတွေအားလုံးကိုကြားသွားပါတော့တယ် တောင်ကိုကြားတာနဲ့ရောက်ခမနဲ့ရောက်ကတိကို KD ကအရင်မကောင်းပြောခဲ့ပါတယ်။ပြီးတော့သူတို့စိတ်ထင်းမှာသူ့အတွက်ရန်စိုးရိမ်မှုတွေနဲ့အချစ်ကိုကြည့်ပြီး KD ကသူ့အမကိုသဘောပေါက်ခဲ့ပါတယ်။ပြီးတော့သူကအထေးကိုလာပြီးသူ့ရောက်ကတိနဲ့ရောက်ခမစီမှာတောင်းပန်လိုက်ပါတယ်။အဖေနဲ့အမေရဲ့ကျမခွန့်လွတ်ပါငဲငဲလေးကလေးကဖန်အိမ်ထဲမှာနေရတော့လေရှုံထဲမှာတကားမှမသွားခဲ့ရအောင်ဖန်မြပြင်းကနေရှုံမြပြင်းလာတော့ကျမယူသွားတာပါကျမအမေတို့ကျမအတွက်အလောက်တွေးတယ်ဆိုတာမသိခဲ့လို့ပါ အမေတို့ကကိုယ့်ရဲ့စားဝတ်နေရေးအတွက်တောင်စိတ်မပူပဲကျမအတွက်အိမ်ဆောက်ပေးနေတယ်။နင်ကြည့်နေလိုက်ပါချွေးမရဲ့။ငါတို့မကြခင်နင်အတွက်အိမ်ကောင်းကောင်းလေးတစ်လုံးဆောက်ပေးမယ်။ချွေးမရဲ့ဒီလိုတောင်းပန်ပြီးငါတို့ကိုအရှက်ရအောင်မလုပ်ပါနဲ့။နင်ကငါတို့ရဲ့ချွေးမမဟုတ်ဘူးတမီးပဲ။ပြီးတော့တမီးတယောက်အတွက်မိဘတွေကဒါရီကိုမလုပ်ရင်နောက်ဘသူကလုပ်မှာလဲ။ကေတီကသူ့ရောက်ကတိနဲ့ရောက်ခမကိုမြေမယောင်းဖို့တားလိုက်ပါတယ်။ကေတီကရှင်ပညာတတ်ပါတယ်။ ဒါကြောင့်သူကကုမ္ပဏီကောင်းတစ်ခုမှာယာထူးကောင်းကောင်းလေးနဲ့အလုပ်ရသွားခဲ့ပါတယ်။အခုတော့လာအနေငယ်ရဲ့လာစားနေကီတီကသူ့နှိတ်သူ့ရောက်ခမရင်းကလူတွေအတွက်အိမ်ကောင်းကောင်းလေးတစ်လုံးကိုစောက်ပေးလိုက်ပါတယ်။ပြီးတော့ရီမောချင်းနဲ့ပျော်ရွှင်မှုတွေနဲ့အိမ်တော်ကြီးကိုတည်ဆောက်လိုက်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။